အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့ဓမ္မလောမအကျွေးဆက်သူဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာကျွန်တော်ရေမီကမောက်ကောင်းမြတ်ပါ အဖေနဲ့မိကဦးထွန်းလောက်တော်မွေကျွန်တော်တို့မှာမွေးချင်းမောင်နှမလေးဦးရှိပါတယ် အကြီးကအမနဲ့အောင်အငယ်ကညီလေးပါကျွန်တော်နဲ့အမများကဘွေတီးတီးရပီဖြစ်ပေမဲ့မိသားစုလုပ်ငန်းဖြစ်တဲ့စားသောက်ဆိုင်လုပ်ငန်းလေယာဉ်လုပ်ငန်းနဲ့ဝက်ငါမွေးမြူရှည်လုပ်ငန်းကိုလည်းတွဲဖက်လုပ်ကင်ကြပါတယ်ဒါကြောင့်မလို့မိသားစုစည်းပွားရေးအဆင်ပြေပါတယ်ကွင်းချံကုံမျိုးမပိုင်ကစားသောက်ဆိုင်ဆိုရင်တော့ကွင်းချံကုံတစ်မျိုးလုံးတိကျပါတယ်ကျွန်တော်ကလည်းအဲ့ဒီမှာမွေးတယ်နာခေလီမုန်တိုင်းတိုက်တော့အင်္ဂလိပ်ခေတ်ကတည်းက အဖိုးအဖွားတွေစောက်လုခဲ့တဲ့ရှီဟောင်းနဲ့ထက်အင်ကြီးပြိုလဲသွားခဲ့တော့လေကျွန်တော်တို့အသက်ပြန်ပြီးတော့စောက်ပြီးမိသားစုမောင်နှမတွေစီစီရုံရုံဥမကွဲတမ်းမပြတ်ဆက်လက်ပြီးတော့နေနိုင်ခဲ့ကြတယ်။ကွင်းချောင်ကုန်းမျိုးကလေးမှာနားခေလေမုန်တိုင်းတိုက်ပြီးမှပုံမူစီကားလာခဲ့ပါတယ်။ရခင်ကအိမ်ဟောင်းများနေရာမှာအိမ်သက်များအစားထိုးဝင်ရောက်လာသဖြင့်မြို့မှာပို့ပြီးတော့စီကားတက်ရက်လို့လာတယ်။ကျွန်တော်တို့နေထိုင်တဲ့မြို့မှာပိုင်းနဲ့ မြို့လေဈေးပန်းရက်ွက်၌အင်ကြီးအိမ်ကောင်းများပေါ်ပြီးတော့အလုံးကုန်မှစီးကားတယ်။မြို့မပိုင်းနဲ့မြို့လေရက်ွက်ကြား၌လောက်ခုတ်ကုန်အပန်းဖြေစကန်းတို့သွားတဲ့ကားလမ်းရှိတယ်။ကွင်းချံကုန်းကိုဖျက်ပြီးတော့တစ်သားတရားကိုထိုးထားတယ်။တရားကြီးမှအိုမင်းလှပီဖြစ်တဲ့ဖြင့်နာခေလေမုန်တိုင်းတိုက်စင်က ပြိုလဲသွားတဲ့ဖြင့်ယခုတော့ခန်းညာလှပတဲ့တရားတကြီးဆောက်လုပ်ပြီးပြီဖြစ်တယ်။ကားနဲ့ဆိုင်ကယ်များလိုများဖြတ်တန်းသွားလာနိုင်ကြတယ်။ ယခုမှကွင်းကြံကုန်မျိုးတင်တဲ့တဒါအသိကြီးမှာပန်းနံရတော့တယ်နားခေလေးမုံတိုင်းတန်ကြောင့်အကူညီပေးကြတဲ့နိုင်ငံတကာအဖွဲ့အစည်းအလယ်၌တင့်တယ်သွားပေတော့တယ်ချောင်းကူတဒါကြီးတစ်ဖက်ရက်ကွက်မှာကျွန်တော်တို့မိဘငယ်စဉ်ကတည်းကတားချင်းအရင်ချာခင်တွေ့ခဲ့ရတဲ့အမီနီရှိပါတယ်အမီနီကသမီးတယောက်ရှိပြီးတော့အိမ်အောင်ကြပြီဖြစ်၍မိမလေးတူဦးပင်ရှိနေပါပြီဤကလေးကစေတံအပြူပေါက်ရွယ် မီးနဲ့သမက်ကဈေးထဲမှာအကုန်ဆုံးဆန်ရောက်နေမရှိမရှာအလေအလက်တန်းစားဖြစ်တယ်ဒါကြောင့်မလို့အသက်ကြီး၍အနားနေရတဲ့အမေနီမှာမင်းရဟင်းကောင်ခင်ရှားဆွေမျိုးစုကဲ့သို့ အပတ်စဉ်ကျွန်တော်တို့အိမ်သို့ရောက်လာတတ်ပါတယ်ကျွန်တော်တို့အိမ်မှာလည်းစားတောက်ဆိုင်နဲ့တွဲဖက်ထားသဖြင့်အမေနီလာလိုက်ရင်တော့ဟင်းကောင်းကောင်းဖြင့်ကျွေးမွေးနိုင်ပါတယ်အမေနီကအသက်ကြီးပြီဖြစ်သဖြင့်အစာနဲတော်လေ ဟင်းကောင်းကူတော့ကြိုက်ပါတယ်။ကွင်းချံကိုမျိုးထွက်ပြီးကြ။ပေါ်ဆန်းမွေးဆန်ကိုအလွန်ကူမှကြိုက်ပါတယ်။သူမအကြိုက်ဆုံးသားမှာဝတ်တာ။ကျွန်တော်အမေတော်မွေးကြော်ပေးတဲ့ဝတ်ခေါက်ဆွဲကြော်နဲ့တရုတ်ဟင်းလျာများကိုအမေဒီမှာအလွန်ကူမှကြိုက်တယ်။ကျွန်တော်တို့မိသားစုကလည်းအမေဒီကိုအမေအရင်သဖွယ်ပြုစုလုပ်ကြွေးကြပါတယ်။တလုံးတဆုပ်သာစားတဲ့အမေဒီအတွက်ကျွန်တော်တို့မိသားစုမှာမပင်မမှာ အမေဒီရောက်လာလျက်တော့ဖခါပန်ဦးကစားတန်ရှင်းရဲ့စုံစိတ်စိတ်ဆက်ဆက်ညွန်ကြားသွန်နေပြီးခိုင်းစီတက်ပါတယ်အမေမတော်လျက်တော့သူ့ကိုယ်တိုင်ထလုပ်တယ်အသက်80ရှိပြီဖြစ်တော့လေအလုံးကုန်မှတန်မာဖြစ်လိုက်တယ်လူကပိန်မတော်လေကျမရှိမှအလုံးကုန်မှကောင်းတယ်သပင်းမဖြူသွားမကျုပ်ပဲရှေးဘဝကုသူကံအကျိုးပေးက ကောင်းပါတယ်ကျွန်တော်တို့အိမ်သားများနေထိုင်မကောင်းလျက်ရင်လေနေနေပြုစုတတ်သေးတယ် အလုံးကိုမှအောက်ကိုရတဲ့အမေနီပဲဖြစ်တယ်။ထို့အပြင်မှာအမေနီကအချိုးလုံလဲကောင်းတယ်။မြမရိုးရဘေးဒင်ပညာကိုလည်းတက်ပါတယ်။အမေနီမှာတန်းပညာမတက်ချပါ။အသက်90 90ခန့်ရှိပြီဖြစ်တော့လေ။မျက်စိကကောင်းလာတယ်။အပ်ပေါက်ပင်ထိုးနိုင်ပါတယ်။အမေနီကကျွန်တော်တို့ဘိုးဘွားများနဲ့ပေါင်းသင်မိတ်ဆွေများဖြစ်တယ်။ကျွန်တော်တို့အဖိုးအဖွားကတော့အမေနီလိုတက်ရှုံမရှိကြပါဘူး။စောစီးစွာပင်ဆုံးပါလို့တွားတယ်။ဒါကြောင့်မလို့အဖွားအွယ်အမေနီကို ကျွန်တော်တို့ရဲ့မိဘများနဲ့မောင်နှမများကအဖွားဟုမခေါ်ကြပါအမေနီလို့ပင်နှုတ်ကြိုးနေပြီဖြစ်ပါတယ်အမေနီရောက်လာလျက်တော့ပုံတူပတ်စာရှိဟောင်းအဖြစ်ပြက်များပြင်ကျွန်တော်တို့ရဲ့အဖိုးအဖွားများเจ้าကိုလည်းခချေစီတွင်းကြပြုတ်ပြတတ်ပါတယ်အမေနီကစကားအလွန်ကုန်မှအပြောကောင်းတယ်မမောနိုင်မပန်းနိုင်လေပြုတ်တတ်ပါသေးတယ်အမေနီကအမဲအိုပင်ဖြစ်လေကစားတူလာလျက်တနခါခြေစုံကောင်းစုံလိမ့်ပြီးတော့ တရဲထဲပွင့်ရိုက်လုံးကြီးကိုအမြဲတမ်းပဲတက်ရှင်းတက်ရှစ်စွာဝစ်စင်ထားတတ်ပါတယ်။သပင်မာလဲအသက်ကြီး၍ပါးစပြုတ်နေပြီဖြစ်တော်လေ။ဘီးကြော်ပတ်စတုံးနဲ့အလုံးကိုမှခန့်ကြတယ်။စကားပြော၍မောလိုက်ရင်တော့လက်ဖက်တုပ်ရှိဆွဲဆန်းပြီးတော့လက်ဖက်ရှိကြမ်းကြကြကိုအမေနီမအလုံးကိုမှနှက်တတ်တယ်။အမေနီကခစ်ပေါ်ကော်ဖီလက်ဖက်ရှိကိုမကြိုက်ပါ။ရှင်နွေးကြမ်းကြကြခါခါကိုကြိုက်ပါတယ်။အမေနီကျွန်တော်တို့အိမ်တို့ တပတ်ကိုနှစ်ခါခန့်လာတတ်ပါတယ်။လာလိုက်ရင်လည်းနေ့လယ်စာစားနေညစာစားပြီးမှပြန်တတ်ပါတယ်။ကျွန်တော်တို့မိသားစုကလည်းကြွေးမွေးပြီးမှပြန်လို့တတ်ပါတယ်။ဂျမရှေးကောင်းတဲ့အမေနီသည်ဘယ်တော့မှစိတ်ကားမစီကုန်းချောင်းလာ၍ကုန်းချောင်းပင်ပြန်တတ်ပါတယ်။ယခုအပတ်အမေနီမလာသေးမှနှစ်ရက်သုံးရက်ခန့်ရှိပါပြီအမေနီနေထိုင်မကောင်းသလားတော့မသိပါကျွန်တော်တို့အိမ်နဲ့အမေနီတို့အိမ်မှာမဝေးလာတော့လဲ ဂွင်းချံကုန်းတထားတဖတ်ထိတ်ရှိတဲ့အမေနီတို့အိမ်မှာနည်းနည်းတော့လမ်းပါတယ်။ခရီးမကြုံတကူတကသွားမှရောက်ပြီလိမ့်မယ်။ကျွန်တော်တို့မှလည်းစားတောက်ဆိုင်ကတဖတ်ဖြစ်၍အမေနီအိမ်တို့တီးတန့်တော့မသွားဖြစ်ကြပါ။မိခင်တော်မွေးကတတိပေးလာတယ်။သားတို့သမီးတို့အမေနီမလာတာအတော့ကူမှကြာသွားပြီ။နေထိုင်မကောင်းလို့လား။တရင်လေးပါလေးသွားပြီးတော့မေးကြပါဦး။ဟုတ်ကဲ့ပါမေ။ကျွန်တော်တို့လည်းအမေနီကိုတတိကြနေရပါ။ လေးလခင်အားချင်းကျွန်တော်စပိန်နဲ့တည်င်းသွားပြီးတော့မေးပါမယ်အေးအေးသားမင်းသွားရင်အမေခေါဆွဲကြော်ပြီးလိုက်အောင်မယ်အမေနီကခေါဆွဲကြော်တိတ်ကူမှကြိုက်တယ်ဒိုးစင်မှာတရားတစ်ဖက်ထိတ်မှရှိတယ်အမကြီးနဲ့ကျောင်းနေဘက်တငယ်ချင်းမတ်သူစာဆိုင်တွင်ဝင်လို့လာခဲ့ပါတယ်ဇော်မေးနင်းတို့အိမ်လာလေတဲ့အမေနီဟိုတနေ့ကစိုက်ကားတိုက်ပြီလို့ခြေထောက်ကျသွားတယ်တည်င်းသွားပြီးတော့မေးပါအောင်ကွင်းချံကုန်းစည်းရုံမှာတက်နေရတယ် ဒါကြောင့်ဒီဘက်ကိုမလာနိုင်တာ။ဩဖြစ်မှဖြစ်ရလေအမေနီရဲ့အခုပဲတို့အမေကအမေနီမလာတာကြာလို့ဆိုပြီးတည်င်းသွားပြီးတော့မေးခိုင်းနေတာ။အေးဟဲတိုက်ဖဲတိုက်ဆိုင်လုံးပါလေ။နင်တို့နဲ့ကဆွေမျိုးအရင်ကြာမဟုတ်ပေမဲ့ပထန်းဆက်တီထင်ပါရဲ့။အမေနီနဲ့တို့အိမ်နဲ့နှီးပေမဲ့အလေမလာတတ်ဘူး။နေနေလမ်းပေမဲ့နင်တို့အိမ်ကတော့မကြာခဏလာရင်တော့အေးဟုတ်တယ်။အမေဒီကဒုံမိသားစုကိုအယံကုန်မခင်တာတို့ကလည်းအဖွားလို့ အမေလိုသဘောထားပြီးတော့ကြွေမွေပြုစုတာပါဒါဆိုအမေနေ့ကိုသွားပြီးတော့တွေ့အောင်မှဖြစ်မယ်နှုံးမို့ဆိုရင်တော့စေးယုံမှာအားငယ်နေရှမှာစေးယုံတက်နေရတဲ့အမေနေ့ကိုကျွန်တော်တို့တည်င်းသွားပြီးတော့မေးချင်ပြင်စင်တော့အမေတော်မွေးကနေအမေနေ့အတွက်ကျက်ဆွပြုတ်လေးကိုလှုပ်ပေးနေစဉ်ကျွန်တော်ကကွန်းချံကုန်စည်းတဲ့ကိုသွားပြီးလူမမစာပန်းသီးလိမ်မောသီးနဲ့ကိတ်မုံများကိုဝဲပါတယ်အမေနေ့ကလက်ဖက်ရည်မတောက်တဲ့တဲ့ဖြင့်အိုဘာတင်းတော်မွေတော့ပါ ဈေးရုံတို့ကျင်းတော့နဲ့အမစင်စင်မော်တို့သွားကြတယ်ဈေးရုံမော်တွေအမီနီကိုညာဘဲခြေတောက်ကိုပလာစတိတ်ကိုကန်လျက်တွေ့ရပါတယ်အနီးမှာအမီနီရဲ့တမီးနဲ့တမတ်တို့ကိုတွေ့ရတယ်အမီနီကကျွန်တော်ကိုအားတွေ့လာနဲ့ဝမ်းသာတယ်လေနှုတ်ဆက်ချပါတယ်လာကြဟေသားနဲ့တမီးတို့ထိုင်ကြထိုင်ကြအမီနီရဲ့ဈေးရုံတက်တောက်ကိုဘာလို့ကျွန်တော်တို့ကိုအကြောင်းမကြတာလဲအခုတော့မတ်သူစာလာပြောမှသိရတော့တယ် ။ဩသားရဲ့။သားတို့သမီးတို့ကဒုက္ခမပေးခြင်းလို့ပါ။တန်ရာကလည်းတက်တာနေပြီ။နောက်နှစ်ရက်သုံးရက်လောက်ဆိုရင်တော့စီယုံကနေရှင်းရတော့မှာ။အဲ့ဒါကြောင့်မလို့အကြောင်းမကြားပါ။ဒီမှာမင်းကြီးတို့ကျွန်တော်တို့အမိကစက်သားဆုပ်ပြုတ်လုပေးလိုက်တယ်။အမင်းကြီးတန်ရာပြောင်းလို့မြများစပါ။နေတိုင်းလာပို့ပါမယ်။ဒုက္ခရှာလို့သားတို့သမီးတို့ရဲ့ဒီမှာလေပြည့်စုံပါလေနေတိုင်းတော့လာပြီးတော့မပို့ပါနဲ့ကွယ်အမေနီနေကောင်းတာနဲ့မင်းတို့အိမ်လာခဲ့ပါမယ် လာခဲ့ပါမင်းဒီကျွန်တော်တို့အိမ်ကစားတောင်းဆိုင်ဆိုတော့အမီနီစားချင်တာကိုချက်ကျွေးပါမယ်အခုတော့ကြက်သားစွပြုတ်လေမအေးသေးခင်တောက်လိုက်အောင်နော်အေးအေးဒါတို့သမီးတို့စိတ်ချမ်းသာကိုချမ်းသာရှိပါစေကွယ်အမားစင်စင်မော်ကအမီနီကိုကြက်သားစွပြုတ်တိုက်ပါတယ်ကျွန်တော်ကလိမ္မော်သေးကိုအခွင့်နှောပေးတယ်အမီနီရဲ့တမက်ကတော့ကျွန်တော်တို့ကြည်ပြီးတော့သဘောကျလို့နေပါတယ်နှစ်ချက်သုံးချက်ကြာတော့လေအမီနီစေးယုံက မစင်းနိုင်သေးပါ။ဒံယာကတော့မပြောက်သေးပါ။နောက်ဆုံးမဆရာဝန်က တွေးစစ်ကြည့်မှာအမေနီတွင် စီးကျူယောဂရှိကြောင်းကိုသိရပါတယ်။အချို့မကျက်လက်ဖိတ်ရှိကော်ဖီတို့ပင်မတောက်တတ်တဲ့အမေနီမှာမိတို့စီးကျူယောဂကို မမှန်မဆတဲ့နောက်ဆုံးမှခြေတော့ကိုဒူးစစ်မှဖြက်ပြဲလိုက်ရပါတယ်။တလားခန့်ကြားတဲ့အခါမှာစီးယုံကနေရှင်းရတယ်။အမေနီမှာဂျိုင်းတောင်ကြီးဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်ကတော့စိတ်ကားစီးပြီးတော့လာတတ်ပါတယ်။သို့ပါတော့လေရခင်ကားလိုစကားကိုအတန်ကြဲ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 ဖြင့်ရှိရှိဝေးဝေးမပြောတော့ပေ။ကျွန်တော်တို့အမေရဲ့လက်ရာဝက်ခောက်ဆွဲကြော်နဲ့လက်ဖက်တုပ်ကတော့စားသေးပါတယ်။အမေနီမာစီးချိုယောဂကြောင့်ထင်ပါတယ်။အစားနှဲသွားသဖြင့်အတော့ကူမှပိန်သွားတယ်။သို့ပါတော့လေတပတ်တစ်ခါခန့်တော့ကျွန်တော်တို့အိမ်ကိုလာပြီးတနေကုန်နေတတ်ပါတယ်။ကျွန်တော်တို့မိသားစုကလည်းအားရှိစေတဲ့ အစာအာဟာရကိုကျွေးပြီး အမေနီစိတ်ပျော်စေရန်ထားတတ်ပါလေအမေနီမှာရခင်ခါလို့ဟဟပပမရှိတော့ဒီမှာတော့အမှန်မင်းကျွန်တော်တို့ဆိုင်အတွက်ပစ္စည်းများဝယ်ရန်ရန်ကုန်ကိုတက်ရဒီမှာသုံးချက်ကြာပြီဖြစ်ပါတယ်ကျွန်တော်ကိုချံကုန်းကိုပြန်ရောက်တော့အမေနီမလာဒီမှာကြာပြီဖြစ်တာကြောင့်အိမ်တို့သွားကြည့်ရန်အမေကခိုက်တဲ့ဖြင့်ကျွန်တော်မှာစပိန်ပြင်ထွက်ခဲ့ပါတယ်အမေနီကိုသူ့အိမ်မှာပဲတယောက်ထဲတွေ့ရတယ် အိတ်ကြဲထဲမှလဲနေခြင်းပဲဖြစ်တယ်။တမက်ကဆိုင်ထွက်ပြီးတမီးကထမင်းသွားပူချောင်းကိုတိရတယ်။ဒါကြောင့်မလို့လူသောမရှိ၍ကျွန်တော်မှအမီနီအတွက်ဘေးတွင်ထိုင်ပြီးတော့အားပေးစကားများကိုပြောပါတယ်။အမီနီမှာစားလူရာတောက်လူရာကိုမေ့ကြည့်တော့ကရွင်းပြက်နေချောင်းကိုပြောပါတယ်။အမီနီမှာငကိုကပိန်ရတဲ့တဲ့အစားတောက်ပြက်ပြီးအိတ်ကြဲထဲမှလဲနေတဲ့ဖြင့်ပူပြီးတော့ပိန်သွားရှာပါတယ်။အမီနီရဲ့တမီးပြန်လာမှာ ကျွန်တော်မအမီနေကိုစေဘူဝါကဖြင့်တသိန်းကိုကတော့ပြီးအိမ်တို့ပြန်ခဲ့ပါတယ်အိမ်ရောက်တော့အမီနဲ့အမများကိုပြောပြရာအားလုံးမှစိတ်မကောင်းဖြစ်ကြတယ်အမီနဲ့အမများနောက်တဲ့နေ့မှတသိန်းသွားပြီးတော့မေးရန်တင်းတော်မဲ့အစားအစာများကိုကျွေးရန်လဲစီစဉ်နေပါတယ်ဒုဗ္ဗတော်လည်းနောက်တဲ့နေ့မနေ့ဆော့ဆော့မှာအမီနီအာရှုံတက်ချိန်၌စုံပါသွားချောင်းကိုအမကြီးရဲ့တငငယ်ချင်းမတ်သူစာလာပြောမှသိရတယ်မနေ့ကကျွန်တော်အမီနီကို ောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့မိသားစု အမေနေရှယ်အိမ်သို့သွားကြတယ်။အမေနေရှယ်လောင်းကိုရဲရွာထုံးစံအတိုင်းအိမ်ပေါ်မှာပင်ပြင်ဆင်လုပ်ထားပါတယ်။အမေနေရှယ်လောင်းမှာမျက်စိများကိုမိထားတော်လေ။ဗဇက်ဖွင့်လျက်နေထားဖြစ်တယ်။ကျွန်တော်ကအမေနေရှယ်တမီးကိုမေ့ကြည့်ဟာအာချုံဥပိုင်မှာ အမောဖောက်လာသဖြင့်နီးစက်ရဆရာဝန်းကိုပင့်ခေါ်ရာ ကောင်းမြတ်ကောင်းမြတ်လို့ကျွန်တော်ရဲ့နာမည်ကိုတန်းတာပြီး ဆရာဝန်ကအရေးပေါ်စီထုတ်ပေးပြီးဈေးရုံတရန်စီစဉ်နေစင်းမှာပင်စုံပါသွားခြင်းဖြစ်ကြောင်းကိုတိလေးရသဖြင့်ကျွန်တော်မှအလုံးကုန်မှဝန်းနေမိပါတယ်အမေဒီမှကျွန်တော်ကိုဘာပြောမယ်ကိစ္စမြန်ရှိလို့လည်းမသိပါကျွန်တော်တို့မိသားစုအမေနေရဲ့ဇာပနာအတွက်အရေးပေါ်အသုံးပြုရန်ငွေကျပ်၅သိန်းကိုလုခဲ့ပြီးအိမ်ပြန်ခဲ့ကြတယ်အားလုံးမှစိတ်မကောင်းနဲ့ဖြစ်ကြတယ်ညာဘက်အိတ်ချဝန်းကန်နေကျွန်တော်မှဖျားရှိကိုပတိစိတ်ပြီး အမေနီကောင်းရှာတုခတိလားပါစီဆိုပြီးတော့ဆူတောင်းမိပါတယ်။ကျွန်တော်မှအိပ်ပျော်တော့စိတ်ဆွဲလန်းလောက်လားမသိ။အမေနီကိုအိမ်မက်မှတ်ပါတယ်။အိမ်မက်ထဲမှာ အမေနီက သူဝိနေကြ။တရက်ထဲထမိန်တို့ကိုစေမြန်ထားတော်လေအဝေအစားများမှာအသည့်များပဲဖြစ်တယ်။ခေါင်းမတပတ်ရှူထားတယ်ပြီးကနေရခင်ကားလိုပလတ်စတိတ်ပြီးမဟုတ်ပါ ရွှေပြီးကြီးဖြစ်နေပါလေ။နားမလဲ။ တောက်ပြောင်နေတဲ့စိန်နကတ်ကိုပန်ထားသေးတယ်။လေဘေးမှလည်းကြောက်စင်းတောင်မရက်ရွှေကျိုးကြီးဖြင့်လက်နက်ဖက်တွင်ရွှေလောက်ောက်ကွယ်ငါးခွင်းစီဝစ်စင်လိုထားပါတယ်။တောက်ပြောင်လာတဲ့မိနီကိုကြည့်ပြီးကျွန်တော်ကနေအမိန်ဒီဘဲဘုံကိုရောက်သွားရလေကျွန်တော်ကိုပြုတ်ပြပါအောင်ဒီလိုဆိုတော့ကောင်းရှာဒုက္ခတိဘုံမဖေးသားရေတောက်ကိုမဆရာရှိလို့အမိန်ဒီကတနေတာဒါကြောင့်အခုလိုလာပြီးတော့ပြောရတာ တားတို့သမီးတို့ကျေးဇူးအမေနေ့ပေါ်မှာအလောက်ကမှကြီးပါတယ်ဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့ထီထိုးစမ်းသားရယ်အမေနီဘာကနန်းထိုးရမှာလဲကျွန်တော်ကထီထိုးတာဝါသနာမပါဘူးလက်တွေ့အလုပ်ပဲဝါသနာပါတာဒီတခါအမေနီပြောတဲ့ကနန်းကိုပဲရအောင်ရှာပြီးတော့ထိုးစမ်းပါကွယ်မင်းကတနင်းလာတာကောင်းမြတ်ဆိုတော့ကာကြီးကအခရာအစကနန်းနဲ့နှင်းနဲ့အစုံကနန်း၅ခုယူပြီးအတွဲလိုက်ထိုးလိုက်စမ်းပါ ထီစုကြည်ပေါက်လိမ့်မယ်။ယုံယုံကြည်ကြည်သာထို့ပါ။ပေါက်မလွဲ့သေးကြပါနဲ့။အမေနီကတမလွန်ကိုရောက်နေတော့ဒီနည်းတဲ့ပဲငါသားတို့မိသားစုကိုကျေးဇူးဆက်လို့ရမှာလေ။ဟုတ်ကဲ့ပါမီနီ။ကျွန်တော်မှတ်ထားပါမယ်။ထီစုကြည်ကိုပေါက်ရင်လေအမီနီအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမှာပါ။အေးပါကွယ်။သာဓုသာဓုသာဓု။အမီနီသာဓုခေါ်ဖို့စောင့်နေပါမယ်။ဒါလီကံကောင်းပါစေ။အမေနီရဲ့ရုပ်တွင်မှာ ကျွန်တော်ရှေ့မှာတဖြည်းဖြည်းပဲပျောက်ကွယ်လို့သွားတဲ့ပြင်ကျွန်တော်မှအိမ်မက်ခပါမှနိုးထားလို့လာခဲ့ပါတယ်တကယ်ကိုမှထင်ထင်ရှားရှားမြင်မှတ်တယ်အိမ်မက်ပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အနီးမှာရှိတယ်ရှာရှိစပွဲပေါ်မှာနေစင်မတန်းစာရွက်ထိတ်မှာအသေးချရှေးမှလိုက်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်ပြန်လည်ပြီးတော့အိပ်ပျော်လို့သွားပြန်တယ်အောင်မလီတီလဲရဲ့စပီကာမှတချင်းတန်ကြောင့်ကျွန်တော်မှအိပ်ရာမှလန်နိုးလို့လာခဲ့ပါတယ်အိမ်မက်ထဲမှာ အမီနီပေးခဲ့တဲ့အခရာနဲ့ခဏန်းများကိုလည်းအလို့ရမှတ်မိနေတယ်ထို့အပြင်မှာပဲဒီနေ့တင်းလာနေကျွန်တော်ရဲ့မွေးရက်ကလည်းကြပါတယ်တင်းလာဆိုသည်ကငွေနံလေးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အိမ်ပေါ်တက်မှအောက်ကဆိုင်အတွင်းသို့လှမ်းအောင်မိပါတယ်မေးရီထီတဲ့ကိုခဏစောင့်ခိုင်းပါဦးဒါမျက်နာတည်ပြီးတော့ဆင်းခဲ့ပါမယ်အေးအေးသားရဲ့အမေကြားတယ်ဘဲနဲ့ထီမထိုးစဘူးထီထိုးမလို့လား ကျွန်တော်မှမျက်နှာတည့်ပြီးမှကမန်းကရန်အောက်ကိုဆင့်တော့ထီတယ်ကစောင့်နေပါတယ်ကျွန်တော်ကအမေးစီမှပတ်စံကိုတောင်းပြီးအိမ်မက်ထဲမှအမီနီပါတဲ့ကာကြီးအခရာနှင့်အစာငါးစုံထီကနန်းကိုရှာဖွေရာအလွယ်တကူပဲတွေ့ပါတယ်ဆဲဆောင်မင်္ဂလာဆောင်တွေပဲဖြစ်တယ်ပေါမပေါမသေးကြတော့လဲအိမ်မက်ထဲမှကနန်းနဲ့တက်ဆန်စွာရှိနေတဲ့ပြန်အလွန်ကူမှဝမ်းတာမိတယ်ပြီးတဲ့အခါမှာကျွန်တော်ဖျားဝှက်ပြုတ်ပဒီးစိတ်ပြီး အများဝေတော့အမေနိကိုရည်စူးမှန်းပြီး လေးစွာစာပေမြေတားပို့ပါတယ်မနက်ခင်းတန်းရှင်းရေဈေးဝယ်ခြင်းနဲ့အိမ်အလုံးများဝိုင်းဝန်းပြီးတော့ကူလုံနေရတော့လေအမေနိကိုမေးလျှော်လို့သွားပြန်တယ်နောက်နေများမှလည်းကိုင်းနဲ့ကိုစင် စပားဝယ်ပဲကောက်ငားကန်စင်အလုံးများကြောင့် လားပင်မြို့မြို့ကုံသွားမှန်းမသိပါလာစမ်းမဲမနက်ခင်းမှာဧည့်သည်လာတဲ့ဆိုတဲ့ဖြင့်ကျွန်တော်အိပ်ရာမှာဂမန်ခထန်းထပ်ပြီး ိမ်ပေါ်မှဆင်း၍ဆိုင်တွဲသို့ဝင်လာရာကျွန်တော်ရှေ့ဧည့်သည်ဆိုသောအုတ်ထုတ်ဆောင်ထားတဲ့လူကြီးတယောက်ကိုတွေ့ပါတယ်။မြင်ဘူးတယ်လို့တော့ရှိတော်လဲမမှန်မိပါ။ဒူးလေးဦးလေးကိုမမှန်မိဘူးလား။ထီတယ်ကြီးပါ။ဟုတ်ကဲ့ဦးလေးကျွန်တော်မမှန်မိတာခွင့်လို့ပါ။ဘာကိစ္စရှိလို့ပါလိခင်ဗျာ။ငါတို့ကမောင်ကောင်းမြတ်မဟုတ်လား။ထီပေါက်တယ်လေ။ထီပေါက်တာမှတင်းတထောင်စုကြီး မင်္ဂလာဆောင်လွဲစနစ်ဆိုတော့တွတ်တွေပါရပြီးတော့ပင်စင်ထိတ်စီကလည်းအပိုစုတွေရမှာဆိုတော့သိန်း150လောက်ရမှာငါတို့အလုံးကုန်မှာကန်ကောင်းတာပဲအဲ့ဒါလာပြီးတော့အကြောင်းကြတာပါဟုတ်ရှေလားဦးလေးယာအဟုတ်ပေါ့ငါတို့ရဒီမှာဦးလေးကမှတ်ထားတယ်ကနှစ်တက်ခွင်3965မောက်ကောင်းမြက်စားတော့ဆိုင်လေဟာဟုတ်တယ်လားခဏဆောင်ပါဦးလေးယာကျွန်တော်ဒီလက်မှတ်ကိုအိမ်မော်တက်ပြီးတော့ကြည့်ပါဦးမယ် ကျွန်တော်မှအင်ပေါ်တက်တော့အလင်းအမြန်တက်သွားပြီအိတ်အခန်းတွေမှာစာရှိစပွဲပေါ်မှာရှိတဲ့နေစင်မတန်းကိုလမ်းကြည့်တော့ကြားညက်ထားတဲ့ထီလက်မှတ်ကိုတွေ့ပါတယ်ပေါက်ကနန်းကိုအသေးချာကြည့်တော့ကနှစ်တက်ခွင်36ကစီဒီအတွဲလိုက်ဖြစ်တယ်အမီနီမဆာချင်းမယ်အမှန်ကန်ဖြစ်ပေလိမ့်မယ်ကျွန်တော်မှအင်ပေါ်တက်မှာဒရောသောပါဆင်းလာတယ်အမေကနေဟဲ့တာဘာဖြစ်တာလဲ မထိတ်တာမလန့်တာနဲ့ကွယ်အမေတာထီပေါက်တယ်ဗျတေးတထောင်စုကြီးမင်္ဂလာဆောင်နှဲစနစ်အမီနီပေးတယ်ကနန်ဟာအဟုတ်လားတာရဲ့ဝမ်းသာလိုက်တာအဟုတ်ပေါ်မေးရဲ့စိုက်ထဲမှာထီသေးကြီးကလာပြီးတော့အကြောင်းကြတာဒီမှာအသားထိုးတာတဲ့ထီလက်မှတ်တယ်ဩဟုတ်ပါရဲ့အမီနီအမီနီတန်ကျော်စင်ကြီးရှာရင်တော့သူ့အတွက်လည်းအလူအတန်လှုပ်ပြီးရအောင်ပါပေါ့ကွယ်ဒိုမနက်ကကျွန်တော်တို့တီထီသေးကိုကျေးဇူးတင်လာတဲ့ဖြင့် ဟုတ်ဆွေးကြွ၍စိတ်ကားကပင်ပေးလိုက်ပါသေးတယ်။ထီတဲ့ကြီးကလည်းထီချောင်းကိုစလဲဆိုရမိဖြစ်သဖြင့်အလွန်ကိုမှပြောနေရှာတယ်။စွန့်ငွေကိုထုတ်ပြီးဘုံကြီးချောင်းတိုက်မှာအမိတိကိုရှီစုပြီးတော့စွန့်သူအလူလုတ်တယ်။ရွှေမြို့မိတ်တဟင်ကားကိုဖိတ်ကြားပြီးတော့အမိနီကြိုက်တဲ့ဝတ်သားဟင်းဖြင့်ထမင်းကျွေးပါတယ်။ကြံရစ်ခဲ့တဲ့အမိနီရဲ့သမီးအိမ်တော်စုအတွက်လည်းငွေကျပ်သိန်း200တိတိထောက်ပံ့လိုက်ပါတယ်။ အမေနီအတွက်လည်းအများတန်းများကိုပေးပါတယ်။နောက်ပိုင်းမှာမေနီကိုကျွန်တော်တို့ကတတိယအောင်းမေနီပါတော့လေ။အိမ်မက်ဖေမမတ်တော့ပါ။စေတဘောဖြူးစင်းတဲ့အမေနီတယောက်မှာကောင်းရှာတုခတိတို့ရောက်ပြီးထင်ပါတယ်။မိသောပင်ဖြစ်စေတမလွန်ဘွားမှာပင်ဂျေစုတည်တတ်တဲ့အမေနီအတွက်ကျွန်တော်တို့မိသားစုကမမေ့ပါ။နေ့စဉ်နေ့တိုင်းအမေနီဆုံးပါသွားတဲ့နေ့ရက်တစ်ရက်အာရှန်ဥအချိန်၌အမေနီအတွက်တန်ကာတော်၅ဖောက်ကို ကျွန်တော်တို့မိသားစုစုံခဲ့ပြီးတော့အများတန်းများပေးဝေးဒီမှာယခုဆိုရင်တော့၅နှစ်တင်းတင်းပြည့်ခဲ့ပါပြီကျေးဇူးတည်တတ်တဲ့အမေနီကောင်းရှာသူကတိလားပါစေရန်လေကျွန်တော်မှမိသားစုကနေစဉ်စူတောင်းမြေတာပို့လိရဲ့ရှိပါတယ်ဟုတ်ခဲ့ပါခင်ဗျာဇလန်လီကတော့ဒီနေ့မှတည်းပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လီကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တူးဦးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါခင်ဗျာ